အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါလေကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်စွန့်ပုံကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါဒီနေ့မှာတော့ဒါကျွန်တော်တို့ပြောရမယ့်အသင်ကြောင်းကတော့ ဒါခုနပြောလို့ရှိမှလားကျွန်တော်အာဆင်ကြောင်းပြီးသွားပြီ၊ချယ်လ်ဆီကြောင်းပြီးသွားပြီ၊လစ်ဗာပူးကြောင်းပြီးသွားပြီ၊မန်ချက်စတာစီးတီးကြောင်းစာပြီးပြောမယ်။တော့မန်ချက်စတာစီးတီးပြီးမှမန်ချက်စတာယူနိုက်တက်လာတာပေါ့နော်။ဘာလို့လဲဆိုတော့ CB ရင်ယူလာတယ်။အဲ့လိုတကြားအားသမားတပည့်နေပြီ။မန်ချက်စတာစီးတီးပြီးမန်ချက်စတာယူနိုက်တက်လာမယ်။စိတ်လျှော့ပြည့်ပြည့်စုံသွားမယ်။အဲ့တော့ဒီနေ့မှာတခါလိုက်တဲ့ဆိုင်မန်ချက်စတာစီးတီးကြောင်းကပြောရမှလေးတော့နည်းနည်းများတယ်။မန်ချက်စတာစီးတီးအသင်းအနေနဲ့အခုလက်ရှိမှာတော့ကျွန်တော်တို့အာ ဒီနှစ်မှာခိုင်းနဲ့မတူတဲ့ Manchester City အသင်းတစ်ကြောင်းကိုအသင်းကြောင်းကိုကျွန်တော်တို့တွေ့ရတဲ့နေရာမှာပါတယ်ဗောနော်ဒါကျွန်တော်တို့တော်တော်လေးကိုအချိန်ကြီးက Guardiola အနေနဲ့ City ရောက်လာပြီဒါ Guardiola City မဟုတ်ပေါ့ Guardiola ဒါကျွန်တော် Barcelona Bayern Munich ဒါကျွန်တော်တို့အခုလက်ရှိဒါအဲဘဒူဒါပါမန်ချက်စတာစီးတီးပေါ့နော်ဒီအသင်းကြီးကြားထဲမှာဒီနှစ်ကကျွန်တော်တို့ကစီးတီးအသင်းကတော်တော်လေးဟိုဒါအချိန်ကြီးမကောင်းဆုံးလို့တော့ပြောလို့ရမယ့်နေရာမှာပါတယ်ပေါ့နော်အဲ့တော့ဒီ အခြေအနေကိုဘယ်လိုမျိုးပြုပြင်ပြောင်းလဲမလဲဘာတွေကိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒုက္ခပြောပါတော့ကျွန်တော်အထပ်ပို့ပြီးတော့တည်တယ်ဒါပေမဲ့ဒီအခြေအနေဘယ်လိုရောက်သွားခဲ့လဲဆိုတော့ကျွန်တော်နည်းလေးဒီဒီပြော CD အသင်းနေတဲ့အခုလက်ရှိမှာဒီအခြေအနေကိုရောက်သွားခဲ့တာတော့အာအကုန်ဆုံးသွားတယ်ပေါ့ကျွန်တော်တခါခါပြောပါတယ်ဒီကိစ္စလည်းခဏခါပြောသူခပြောလည်းဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောနေအလွတ်တော်ရနေပြီကျွန်တော်နေမကောင်းသလိုပါပဲကျွန်တော်နေမကောင်းသူပါကျွန်တော်နေမကောင်းသူပါအဲ့တော့ စီးရီးသင်းကသူများရဲ့ဒါနေမကောင်းဆိုတာကျွန်တော်တို့အဲပထမဆုံးတော့ဒါနည်းနည်းလေးကိုလေးပူတာတို့ချောင်းလေးဆိုးတာမဟုတ်ဘူးစီးရီးသင်းကနေမကောင်းရတာအထက်လက်အောင်ဆိုးလဲတခါတည်းဖြစ်တယ်ကောင်းလေးကြိုက်တယ်လက်လဲနာတယ်ခြေထောက်လဲနာတယ်အကုန်လုံးတပြိုင်တည်းဖြစ်တယ်ကျွန်တော်လည်းအဲ့တိုင်းပဲကျွန်တော်ဒါကျွန်တော်ဘဝမှာတောင်းတန်းနေမကောင်းဖြစ်ခဲ့တယ်ဖြစ်ပြီဆိုရင်အဲ့ကောင်လုံးဝအတိမလူခံလုံးဝအဲ့ထဲမှာလှုပ်လို့မရအောင်ကောင်းနေမှာစဟာမှာတည်ပြီးလားမတည်ဘူးပါညာအဲ့လိုအတွေးတွေပဲဝင်တဲ့အထိကိုဆိုးရွားတယ်ဒါပေမဲ့အဲ့ဒါလည်းမဖြစ်ဘူးဆိုတော့မဖြစ်ဘူးဖြစ်ပြီဆိုလို့ကခင်ဗျသွားပြီအဲ့တော့ ဲ့လိုမျိုးပေါ့နော်စီရီသင်းနဲ့အဲ့လိုကျွန်တော်ဖြတ်သွားတယ်မြင်ဘာလို့ဆိုခုလက်ရှိမှာဒါစီရီသင်းနဲ့ကစားသမားရဲ့ဒဏ်ရအဓိကကစားသမားတော်တော်များများပို့ဆိုးသွားတာတကယ်ကိုကွင်းလယ်မှာမောင်းနှင်ပြီးနေတဲ့ရူဒီကြီးဒဏ်ရတော်တော်လေးကိုဆိုးရွားတယ်လူတော်မတ်တာကိုလက်ချက်ကျင်လဲရတယ်လက်မခံကျင်လဲရတယ်လက်ခံမယ်ရမယ်ချီကစီရီသင်းရူထရီကိုတော်တော်လေးကိုရူဒီကိုတော်တော်လေးကိုမိခိုပြီးစော့နေရတဲ့အသေးသေးဖြစ်တယ်ဒါက reality ပဲဒါရှက်စရာလည်းမဟုတ်ဘူးမှန်တယ်ဒါပေမဲ့မိခိုပြီးစော့နေရတဲ့အသင်းကမှတကယ်ကိုကြံတဲ့ကစားသမားတွေကမိစာတွေကုန်ကျွမ်းသွားခဲ့တယ် ဝိုင်းနေပြီမဲ့တကယ် reality ကပြောရမယ်အနေဒါကကိုဆို Kevin De Bruyne ကိုစားသမားနောက်ပိုင်းပွဲစဉ်မှာ Kevin De Bruyne ဆိုတဲ့ကစားသမားတစ်ယောက်က normal pass တောင်မမှန်တော့ဘူးဆိုတဲ့ပြဿနာကအင်မတန်မှတော်တော်လေးကိုကြီးမားတယ်ဟောအဲ့တော့ဒါအခုနောက်ပိုင်းမှာဒါကျွန်တော်တို့မစိုးဘူးလို့ပြောလို့ရတဲ့အနေထားတော့မဟုတ်တော့တော်တော်လေးကိုဒါ Kevin De Bruyne အခြေအနေမကောင်းတော့ဒါကျွန်တော်အနေနဲ့ပြန်တွေးကြည့်မယ်တော်တော်လေးကိုဒါအသေးရဖို့ကောင်းတဲ့အနေထားတစ်ခုပဲဒါပေမဲ့ Kevin De Bruyne ကိုတော့ပြောလို့မရအောင်သူ့အနေနဲ့ CD အသွင်းကိုသူ ရောက်ခတဲ့ကအခုချိန်ထိတနှစ်မှမကြံသူပေးစာထားခဲ့ပြီးပြီမနစ်ကလို့တော့အခြေအနေမျိုးကသူတွေဒဏ်ရာတွေရတယ်ပြန်ကောင်းတယ်ဒဏ်ရာတွေရတယ်ပြန်ကောင်းတယ်ဆိုရင်တော့ကေဗင်ဒဘိုင်းနာဘလိုမျိုးစီးတီးသင်းကိုကယ်တင်ခဲ့တယ်ဆိုတော့ပိတ်တရေတီးပြီးသားဖြစ်လို့ဒါပေမဲ့ဒီလိုမျိုးကြဆုံးတဲ့အချိန်မှာတော့ဒါစီးတီးသင်းတွေနဲ့အကောင်းဆုံးအသင်းနဲ့အတူလိုက်ပါပြီးစီးမျောပြီးတယ်လာမယ့်နှစ်မှာဒီတန်းဆိုတော့ကေဗင်ဒဘိုင်းနာကိုကျွန်တော်စီးတီးသင်းနဲ့အတူဆက်မြင်ရဖို့ရခိုင်တော့မြဲတော့နဲသွားပြီလို့မြင်တယ်အဲ့တော့နောက်နှစ်မှာဒါဒီနေရာမှာဒါ Floria Risk တို့ဘာလို့ရောက်လာပြီးတော့အချိန်တွေတိုးတက်လာမယ်လို့တော့ကျွန်တော်ကတော့မြင်မိရတဲ့မှာပါတယ်ဘောနော်အဲ့တော့ ဘလို့ပဲပြောပြောကယ်ဗတ်ဘရိုင်းနာကိုကျွန်တော်ဒါလက်ရှိမှာတော်တော်လေးကိုအခြေအနေဆိုးနေအခြေအနေတွေ့အခုနပြောသူပဲဒန်ရကစားသမားရဒန်ရပြီးတော့ဆိုးရကစားသမားတွေကတဖြည်းဖြည်းပူပူပြီးတော့ဆိုးလာခဲ့တယ်ဒါအပြင်ကျွန်တော်ပြောသူပဲတကယ်ကိုကောင်းပါတယ်ကစားဆိုးရကစားသမားပါပျောက်ကွယ်သွားတယ်ဥပမာဒါကျွန်တော်ဖူဒန်လို့ပြောဖူဒန်ကအခုလက်ရှိမှာဒါကျွန်တော်အနေနဲ့ခြေစွမ်းရတော်တော်လေးကိုအားနေသွားတယ်ဒါခါတိုင်းမြင်နေကြဖူဒန်ရဲ့ဒါကျွန်တော်တို့ဆယ်ပုံတပုံအောင်ရှိမနေဘူး ကဟာရီယလတီပဲကတော့ကျွန်တော်စိတ်ဆိုးလဲကျွန်တော်စိတ်ဆိုးတယ်ဒါပေမဲ့ဖူဒန်ကအခုလက်ရှိမှာဒါအရင်တော့ကမြင်နေကြဖူဒန်တခြားစီဖြစ်သွားခဲ့တယ်အဲ့တော့ပြောချင်တာကဗျာခုနပေါ်တဲ့ပဲကေဗင်ဒရိုင်းနာလည်းယဉ်ချေမှုရူဒီဂါကတန်ရသွားတယ်ဖူဒန်ကကောင်းပါတယ်ဆိုတဲ့ဒါအကောင့်သူပရိုတဂျီဆိုတဲ့ချာတိတ်ကလည်းအခုချိန်မှာတော်တော်လေးကိုတိုင်ပတ်နေတယ် ဒါတွေမဟုတ်ဘဲနဲ့ဒါကျွန်တော် cancel ဘိုင်းမှာတော်တော်လေးတိုင်ပါတယ် cancel ဘိုင်းမှာအခုချိန်မှာဒါကျွန်တော် Kyle Walker လို့စားသမားမျိုးကကြပြီလို့ AC Milan ကိုပြောင်းလဲသွားခဲ့တယ် Ruben Dias ဆိုအခုချိန်ကြီးဒါကျွန်တော်လက်ဆယ်ချောင်းပြောင်းကောင်းအောင်မစော်ပါသေးတဲ့အနေဒါမှရှိတယ်နောက်ထပ်ကစားသမားတွေဖြစ်တဲ့ Akiro Akanji တို့ကလည်းဒါခုနအသက်အရွယ်အဖြစ်ရလာတဲ့အနေဒါတကူရတဲ့ Akanji အဲ့လိုမကြည့်သေး Aki လည်းကြီးလာပြီဖြစ်တော့ခုနပေါ်လို့ပဲအသက်အရွယ်အရောက်လာပြီကျွန်တော်တို့နိုင်ငံရလာရင်သူများရဲ့နှစပူနာတယ်ပြောချင်တာအရင်တုန်းကဒန်တွေကိုအခုချိန်မှာဒါ City အသင်းခါစီပြီးတော့ခံနေရတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ City အသင်းက ီနစ်မှာဒါကျွန်တော်အတက်နိုင်ဆုံးပြည်ဝင်ပြောင်းလဲဖို့ကြိုးစားတယ်ခန်စဘက်မှာဒါကတ်စနော့ဖ်လို့ chart လို့မျိုးကိုတဲဖို့အတွက်ကြိုးစားတယ်ဒါပဲကျွန်တော် victory ဆိုလို့ chart လို့မျိုးခဲဖို့ကြိုးစားတယ်ဒါအကောင်းဆုံးပြည်ဝင်ပြောင်းလဲဒါပေမဲ့အခုချိန်မှာအရင်တည်တာမှာမဟုတ်ဘူးဒါပေမဲ့ချီတီတဲ့လာမယ့်ရာသီမှာကျွန်တော်အနေနဲ့ကျွန်တော် personally ပြောမှာစီတီတင်ပြန်လာလိမ့်မယ်ကွာဒီယိုလာနေတဲ့ဒါမဲ့နေရာဒီမှာလဲပေါင်တန်းတရာ150ထပ်သုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့စီးရီးသစ်နဲ့တကယ်ကိုပြန်ကောင်းလာလိမ့်မယ်။တချို့ကြလည်းပြောတယ်ဗျာခုနကကွာကြီးကပတ်စံရှိမှလွတ်လွတ်တက်တာဆိုတော့ အဲ့လိုပြောကြည့်ခမတန်းနေလေဗျာဟုတ်တယ်မလားတချို့ကြအဲ့လိုမပြောတချို့ကြတော့မကြိုက်ဟာငါတို့တင်ရခုနကပေါ့ရှီရဲဆိုတဲ့လူနဲ့လုံးမလွတ်တော့လူပဲမှလွတ်လွတ်တဲ့ at the end of the day မှာခမဖလားကစကားပြောတာပဲခမအဲ့စကားကျွန်တော်ကျွန်တော်စီကလာခမယုံလိုက်ဘာလို့ကျွန်တော်စပါတင်ပရိသတ်တယောက်နဲ့ခမဖလားကဘလောက်စကားပြောကျွန်တော်အသိဆုံးအခုလက်ရှိမှာ Harry Kane ကကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေနဲ့ဘယ်တော့မှအနိုင်မခံဘာကြောင့်သိလဲသူမှဖလားမရှိလို့ ဟယ်ရီဂိန်းသာအခုချိန်မှာဒါချန်ပီယံလိပဲဖြစ်ဖြစ်ဒါကျွန်တော်ဘွန်နက်စီကာဖြစ်ဖြစ်ရသွားကြည်လိုက်သူ့အနေနဲ့ခုလက်ရှိမှာကမ္ဘာပေါ်မှာအကောင်းဆုံးတော့ဒါကျွန်တော်တိုက်စစ်မှုတွေတယောက်နေစကားပြောရမယ်တယ်မပါဥပမာလက်ရှိမှာဆွန်ဟောင်းပဲဆွန်ဟောင်းမင်းနဲ့ခုလက်ရှိမှာမြောက်ကိုရီးယားမှာအခုချိန်မှာဂျီဆန်ပတ်နေတော့မှရှင်လုံးမရဘာကြောင့်ဂျီဆန်ပတ်ကဒါကျွန်တော်မန်ချက်စတာယူနိုက်တက်နဲ့ဖလာရမှာဒါပေမဲ့ဂျီဆန်ပတ်ရဲ့ဒါကျွန်တော်အသင်းပေါ် impact ရှိမှုနဲ့ဆွန်ဟောင်းမင်း impact ရှိမှုကဆွန်ဟောင်းမင်းအများကြီးပူကောင်းတယ်ဒါဟာလက်ခံရမှာဒါပေမဲ့ဘယ်လိုပဲပြောပြန်ရှင်ကြည့်မယ်ဆိုတော့ဂျီဆန်ပတ်ကိုကျွန်တော်ရှင်လုံးဒါဖလာစကားပြောတယ်ခုနတစ်ခုချိန်ကတော့မဟာကျွန်တော်တို့သင်ကဒါပတ်စံမရှိပါဘူးအခုချိန်မှာပတ်စံမရှိဘူးဘယ်သင်မှာဘာမှလုပ်လို့မရအောင် ဘယ်အသင်းမှာပါလို့မြောက်ခင်ဗျာအက်စတွန်ဗလာလို့အသင်းပြီးတော့တပတ်လောက်က3သိန်း2ယောက်ခေါ်ထားပြီးတော့အသင်းမှာခြေချထားကြမှာခင်ဗျာအသင်းကငွေမသုံးမဲ့နေလို့ရမှာကျွန်တော်ပြောတာရီယယ်မက်ဒရစ်လို့အသင်းမျိုးကကီလီယန်အမ်ဘာပေကိုတပတ်လောက်ကပေါင်5သိန်းလောက်ဆိုယူရို5သိန်းလောက်နေနေပေးထားတဲ့အချိန်မှာခင်ဗျာအသင်းကငွေမသုံးမဲ့သုံးလို့ရမှာလုံးဝရင်းတော့ငွေမသုံးပါဘူးဆိုတော့အာစနယ်ကဒက်ကလရက်ကိုစားမဲ့ပေါင်300ကို City တက်နဲ့ရှင်ပေးပြီး Harvest ကို65သန်းပေးတဲ့အချိန်မှာကိုယ်သေးကငွေမသုံးမဲ့အောင်မြင်မှုယူလို့ရမှာလား အခုလက်ရှိမှာလူတွေသိကြိုက်နေတဲ့ PSG က Gavicha ကို Euro 85တန်းပေးပြီးခေါ်ထားတဲ့အတင်းတင်းဖြစ်တယ်။ပြောချင်တာဗျာတိလားအခုချိန်မှာခုနကလူတော်များငါတို့တင်ငွေကုန်းနေဆိုရယ် reality ကိုမကြိုက်ဘူး။အကောင်က YP ပြောတော့ City ဆိုပူဆိုးတယ်။ဒါပေမဲ့ City လက်ရှိအောင်မြင်လာတဲ့ဥစ္စာတခုကငွေနဲ့ဝယ်ယူထားဆိုအဲ့ငွေနဲ့ကောင်းကောင်းကြီးဝယ်လိုက်စမ်းပါ။ တချို့သင်ခုနက PSG တို့ဒီမှာခင်ဗျာခုနကပြောသူကင်လင်အမ်ဘာပြီးပေါင်တန်း100ဘူးပေါင်တန်း100ကျော်ပြီးတယ်ဟိုဂျူရိုတန်း100ကျော်ပြီးတယ်နေမာပေါင်ဂျူရိုတန်း100ပြီးတယ်ဗမလိချန်ပီယံလိတခါကြရင်ဗျာကျွန်တော်တို့သိရမယ့် logic ကလေးဒီလားခင်ဗျားတို့ကအများကြီးခင်ကောင်းငွေသုံးပြီးငွေသုံးတာနဲ့ပြန်တန်တဲ့ supplier ခင်ဗျားတို့ရထားတယ်တချို့သင်နေအဲ့လိုမရဘူးတချို့သင်နေအဲ့လိုမရဘူးဟဲ့လူတို့ဒီလားအဲ့တော့ကျွန်တော်မနေ့ကလာကျွန်တော် CD တင်စကားသမားဒါကျွန်တော်တို့ဟိုတန်း153ပဲဆိုတော့အောက်မှာ comment တွေဟာကျွန်တော်တို့တင်ပိုင်ရှင်ကဒီထက်ပိုပြီးမလုပ်တတ်တော့ဘူးကျွန်တော်နီးပြပတ်စံမသုံးမဲ့ အခုချိန်မှာဘယ်နီးပြကောကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့လိုစပားလိုအသင်းမျိုးတော်မှာဒါမိနစ်ကပေါင်320တုံးထားတယ်။ဆိုလန်ကီကို65သန်း80ပေးပြီးဝယ်ထားပြီးတော့စံချိန်တင်ဈေးနဲ့ပေးပြီးဝယ်ထားတဲ့အချိန်ပါ။မန်ချက်စတာစီးတီးအသင်းပတ်စံမသုံးသုံးတယ်မသုံးဆိုတာဒါပြောစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ချက်စတာစီးတီးအသင်းပရိသတ်တွေနဲ့ပတ်စံသုံးတယ်ဝယ်လို့ရတယ်။နောက်ကလိုက်လာတဲ့အောင်မြင်မှုကော အခုချိန်မှာခုနကခမရကျွန်တော်တို့လို international phone fan မပြောနဲ့နိုင်ငံခြားကပြည်သက်တွေတော့မှအခုလက်ရှိမှာတို့သိမ့်မုံပါတယ်ဆိုတဲ့ဒါကျွန်တော်အရှိလေပိုင်းကလူတွေကိုတို့အသင်ဝယ်သေးခြင်းနဲ့ဘာကြောင့်လဲငွေနဲ့အောင်မြင်မှုဝယ်လို့ရမှန်းသိသွားလို့ဒါကို CD အသင်အကောင်ဆုံးပြသသွားခဲ့တယ်ကျွန်တော်ဒါခုနကချက်စီးတဲ့ကျွန်တော်တို့ဒါအကောင်ဆုံးပြသွားသွားခဲ့တယ်ခါကြခုနပေါ်လည်းကိုတဲ့ငွေတို့ပြီးတုံးလိုက်ပါတချို့တင်းတုံးတုံးကျင်နေဆိုတော့တုံးလို့မရကျွန်တော်တို့တင်းလို့မရများလှုပ်ပေးလိုက်ကျွန်တော်ပြောတာဒီလားအဲ့တော့ထားပါဗျာခုနပေါ်လို့ပဲဟို စီတီသင်ကကျွန်တော်ရဲ့ personal အမြင်ပါပေါ့နော်တူတူတောက်တဲ့အမြင်ပါဆိုရင်တော့ငွေသုံးပြီးအောင်မြင်မှုရလာတယ်မှန်တယ်ဒါကလက်ခံပါမယ့်ဒီအောင်မြင်မှုကိုငွေသုံးနိုင်မရဘူးဆိုတော့စီတီသင်လည်းဆက်လက်ပြီးပြသနေစေဖြစ်တယ်လို့မြင်တယ်အဲ့တော့လာမယ့်ရာသီမှာ153သုံးပလေးစီစီတီသင်သုံးသုံးပလေးစီကျွန်တော်ကိစ္စမရှိဘူးဘောဆိုစီတီသင်ပြအောင်မြင်မယ်ဆိုကျွန်တော်ပြောရဲတယ်အဲ့တော့မန်စီတီဒီနေ့မှာဒါကျွန်တော်အဆိုးရွားဆုံးရာသီဆိုတဲ့ဥစ္စာမှာ FA ဖလာရဖို့တော့ရာခိုင်နှုန်းများနေစေဖြစ်တယ် တက်တစ် CD ပဲဗျအဲ့တော့ကျွန်တော် CD တင်အကောင်းဆုံးပြန်လာနိုင်မယ်ကျွန်တော်ယုံကြည်တယ်ပြန်လာမယ်လို့လည်းကျွန်တော်ဆူတောင်းပေးပါတယ်လောက်ပါပဲပေါလုံးပွဲတွေကိုတည်ရှိခြင်းနဲ့ဆိုရင်တော့ဆူတောင်းပေးတဲ့ကောင်အဆက်ဆက်လေးရကောင်လောက်ပါပဲပေါလုံးပွဲတွေကိုတည်ရှိခြင်းနဲ့ဆိုဘာလို့ဆိုတော့နိုင်ငံခြားကိုတတိယကြီးတော့ဟိုဟိုတို့ရဲ့တခုမိလောင်ပါညီမနိုင်ငံခြားသားဒီလူဆူတောင်းပေးလို့ပဲဟာတတိယအဆင့်ကြီးပါစေကိုယ့်အကူကြီးတော့ဒါထမင်းစာလက်မမောင်ကိုလိုပဲအမစင်လေးဟိုဘာလို့ဘဝကနေအမေဖလာရမယ်ဘယ်ကောင်ကောင်းပါစေဆူတောင်းပေးနဲ့ကိုယ်အသိအကြာချာလူလဲ့ ဘွားမလားဆက် reality ပဲခင်ဗျာထားပါဘလိုဝဲကိုကြည့်ရှုကြနေဆိုရင်တော့ youth sport media 3.0ဆိုတော့ ਨੇ db4u တို့မှာကျင်းလူစံပေါအောင်ကုညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မပြီးကြပါနဲ့ဗျ။များများကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကောင်းမွန်တော်ဒီနေ့ဖြစ်ပါဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့။ကျွန်တော်တို့ AC တွေ့ကြတာမြန်မာမြန်မာနိုင်ငံတော်ပြောမြန်မာကလစ်ပြီးကြအောင်ဗျ။များများကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်မှာတွေ့တာပေါ့။တေးပါဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။